တလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာပါအဲ့တော့အဲ့လိုဟောပြောပေးတဲ့အခါမှာပြည်ပြည်စုံစုံလေးဖြေရလေအောင်အလောက်ကိုင်း ငွေကြေး၊နောက်ကျန်းမာရေး၊နောက်လူမှုရေး၊ပညာရေး၊ဘာသာရေးနဲ့ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စ၊နောက်ရန်အတိုက်အခိုက်ရှိမရှိဆိုပြီးတော့ဒါပြည့်ပြည့်စုံစုံလေးကျွန်တော်ကတေရော့ကတ်တွေနဲ့ခေါ်ပြောပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်။ follow မလို့ကသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရှာပါတယ်ခင်ဗျာ။ တနင်္ဂနွေသားနေ့များအတွက်ပထမဦးဆုံးအနေနဲ့ကျွန်တော်အလောက်ကအခြေအနေအတွက်ကိုစပြီးတော့ကြည့်ပြပါပါအခုဒီဝင်ရောက်ဖြတ်တန်းရမယ်17လပိုင်းတလတာကာလာတော်တွင်မှာတနင်္ဂနွေသားနေ့များဟာအလောက်ကနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့တိုးတက်ကြောင်းလဲမှုတွေရရှိလို့လာပါလိမ့်မယ်လုပ်ငန်းခိုင်ငံအလိုက်နဲ့ပတ်သက်တဲ့အခြေအနေတွေမှာတိတိသာသာကိုကံစားတာတွင်လန်းတိုးတက်မှုတွေရရှိလာနိုင်တယ်ဆိုတဲ့နမိတ်ပုံကို တွေ့ရပါတယ်အလုတ်ကైအခွင်လန်းကောင်းနှစ်ခုလောက်ပေါ်ပေါက်လာနိုင်တယ်လို့တွေ့ရပါတယ်နောက်ဈေးရောင်းနေတဲ့သူတွေဆိုလို့ရှိရင်လည်းပဲအယောင်းဝယ်တွေပို့ပြီးတော့ကောင်းလာလိမ့်မယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာနောက်ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဆက်ပြီးတော့ပြောပါပါမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ချမ်းသာပါလိမ့်မယ် ပျော်ရွှင်ရပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေတော်တော်များများကိုပြည်လည်အောင် ဖြေရှင်းနိုင်ပါလိမ့်မယ်။ငွေရေးကြေးပိုင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့တနင်္ဂနွေသားမိများရဲ့ကျန်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်ကျန်းမာရေးကတော့ကောင်းလိုက်မကောင်းလိုက်ဆိုတဲ့ပုံစံမျိုးလေးတွေ ဖြစ်နေတာပါလေအခုကောင်းနေလိုက်တော့ကြာထပြီးတော့တခုမို့တခုထပြစ်လိုက်အခုဖြစ်နေတဲ့ယောဂလည်းခဏနေပျောက်သွားလိုက်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တတ်ပါလေကျမ်းမာရေးကတော့အကောင်းအဆိုးဒွန်တွဲနေတယ်လို့တွေ့ရပါတယ်။နောက်လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်။လူမှုရေးပိုင်းမှာတော့အစင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်အထူးသဖြင့်တော့ကြီးခဲ့တဲ့သူတွေနဲ့ပတ်သက်တဲ့အပိုင်းလေးတွေမှာပုံပြီးတော့ခရူးဆိုင်ပေးပါ။နောက်ဒီလာပိုင်းဟာလည်းလည်းရံများတယ်အတိုက်ခိုက်များတယ် ပြဿနာအနှောက်အယှက်လေးတွေများနိုင်တယ်လို့ဆိုရမယ်အနေအထားမျိုးကိုဖတ်တွေ့ရပါတယ်ဆက်လက်ပြီးတော့ပညာရေးပိုင်းနောက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်အဆင်မပြေမှုတွေများတတ်ပါတယ် ပညာရေးကံအားနည်းနေပါတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲချွတ်ချော်မှားယွင်းမှုတွေအစင်မပြေမှုတွေဖြစ်ပေါ်စေတတ်ပါတယ်။ဒါမျိုးဒီတလားတာကာလာတော်တွေမှာတနင်္ဂနွေသားမိများရဲ့ပညာရေးနဲ့ဘာသာရေးဘက်မှာတော့နည်းနည်းလေးဂရုစိုက်ပါလို့မှားကြလို့ပါတယ်။ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စတွေကိုတဲတော့ကတ်ကြည့်ပေးပါမယ်။ခရီးကိစ္စတွေမှာလည်းအလွဲလွဲအချော်ချော်လေးတွေ အထင်းမော်လေးတွေအစစ်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်ဒါမျိုးခရီးသွားလာမှုနဲ့ပတ်သက်တဲ့အခြေအနေတွေမှာနည်းနည်းလေးကယူဆိုင်စေခြင်းတယ်လို့လည်းပဲမှာကြားလို့ပါတယ်ခင်ဗျာအဲနောက်တစ်ခါကတော့ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပြပါပါရန်နေအတိုက်ခိုက်တွေရှိနိုင်ပါတယ်ဒါပေမဲ့အဒီအခြေအနေတွေကိုကောင်းမွန်စွာနဲ့ဖြတ်ကျော်နိုင်နိုင်မယ်လို့တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့ပထမတဲရောကတ်တဲ့နမိတ်ပုံတွေကိုကြည့်ပြီးတော့လိုအပ်တာတွေကိုပြည့်ပြည့်စုံစုံလေးဟောပြောပေးတာပါအဲ့တော့ ဘလို့အဓိကအကြောင်းချက်တွေပေါ့နော်ကြုံတွေ့ရလာနိုင်အောင်မလဲနောက်ဘလို့ကံအခွင့်လမ်းကောင်းတွေရရှိနိုင်အောင်မလဲဘလို့ရည်ရည်ရည်ကိုဆောင်ရွက်တင်ပါတယ်ဆိုတာကိုကျွန်တော်ထပ်ပြီးတော့အခုနောက်တက်ကတ်ချိုးပြီးတော့ကြည့်ပေးပါဦးမယ်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှတဦးချင်းတယောက်ချင်းဘေးရီမေးမြန်းခြင်းနဲ့ဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးက ေဒီမေးမြန်းလို့ရပါတယ်ခင်ဗျာတဝူးချင်းတယောက်ချင်းရဲ့ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဘီရင်ဟောစတာနေကိုကျွန်တော်ပို့ပေးတယ်။နောက်တိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြေပြီးဟောပေးတယ်။နောက်လိုအပ်တဲ့ရည်ရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။နောက်ညံမှုစွာကတအူးကို2000ကျပ်ပဲယူပါတယ်ခင်ဗျာ။ ောက်တစ်ခုကတော့ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီရီမင်းမြန်းချင်တယ်ဆိုရင်အဲအခုဒီ17လပိုင်းပေါ့နော်လာဇန်ပိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါမယ်ကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့လာရောက်တွေ့ဆုံတာ မေးမြန်းလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်ရဲ့ Berry application လေးကို download ဆွဲပြီးတော့ဒါအမြဲအားပေးကြည့်ရှုတဲ့မိတ်ဆွေများကိုကျွန်တော်ဘက်ကကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေါ့နော်ဒါကိုသိလို့တဲ့မေးခွန်းတစ်ခုကိုဒီရဲ့ပို့အောက်က comment လေးတွေမှာရေးခဲလို့ရပါတယ်အဲ့ဒါကိုကျွန်တော်ပြန်ပြီးတော့ အဲတဦးချင်းတယောက်ချင်းတန်းနိုင်သလောက်ပေါ့နော်အဲကျွန်တော်ဖြည့်ပေးဖို့ပေးပါမယ်အဲ့တော့အဓိကအပြည့်အရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးလို့ရပါတယ်ကျွန်တော်ကဒါတဲရော့ကတ်နဲ့တော်လကောက်သို့မဟုတ်အင်းငါဝိဆာနဲ့တော်လကောက်ကြည့်ပြီးတော့ဖြည့်ပေးဖို့ပေးပါမယ်ဒါပေမဲ့ကျွန်တော်ဖြည့်ပေးဖို့ပေးပါမယ်ဆိုတဲ့သူတွေက Play Store မှာစောရံထွန်းဆိုတဲ့နာမည်ကိုရပ်ပြီးတော့ကျွန်တော်ရဲ့ ဗီဒီယို application လေးကို download ဆဲကနေ့စဉ်ကျွန်တော်ဗီဒီယိုဟောပြောပေးနေတဲ့အဟောတွေကိုဝင်ရောက်ကြည့်ရှုအားပေးတဲ့သူများကိုဟောပြောပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေများက Play Store မှာစောရံထိုးဆိုတဲ့နာမည်ကိုရိုက်ရှာပြီးတော့ကျွန်တော်ရဲ့ဗီဒီယို application လေးကို download ဆဲကအဲနေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily အဟောတွေနောက်တပတ်စာဟောစာတွေအခုလိုတလားစာဟောစာတွေတနည်းစာဟောစာတွေကိုလည်းပဲဒါအခမဲ့ဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ဒီ application လေး ေးကို download ဆွဲထားတဲ့ဟာလေးကို screenshot လေးရိုက်ပြီးလို့ရှိရင်ကိုမန်းထဲမှာ map ကအောက်ဖက်မှာကိုသိကျင်တဲ့ဒါမေးခွန်းအကြောင်းအရာလေးတွေကိုမေးပြီးတော့မေးမြန်းအားပေးလို့ရပါတယ်ခင်ဗျာအခုဆက်ပြီးတော့တနင်္ဂနွေသားနေ့များအတွက်ထပ်ပြီးတော့ကျွန်တော် direct ကနေကြည့်ပေးလိုက်ပါပြီတနင်္ဂနွေသားနေ့များအတွက်ဒီစက်တလပိုင်းဟာပေါ့နော်မထင်မှတ်တာတွေမမျော်လင့်တာတွေအံအားသင့်ပေါ်ရာအဖြစ်ပြက်တွေ အဲကောင်းသောအလှည့်အပြောင်းတွေကြုံရတတ်တယ်လို့တွေ့ရပါတယ်။ဒီတလတာကာလအတွင်းမှာသိတာထင်ရှားတဲ့ဘဝရဲ့တိုးတက်ပြောင်းလဲသွားစေနိုင်လောက်တဲ့ကံအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ဒါတွေကိုလက်လွတ်မခံဘဲနဲ့အသုံးချတိုင်မယ်ဆိုရင်ဒါတိုးတက်အောင်မြင်မှုတွေကိုရသွားနိုင်မယ်လို့တွေ့ရပါတယ်ခင်ဗျာ။အဲ့တော့ရရအနေနဲ့ကတော့ ခยีသွားလာလှုပ်ရှားနေတဲ့သူတယောက်သို့မဟုတ်လမ်းပေါ်ကလူတယောက်လိုအပ်နေတဲ့သူအဲချို့တက်နေတဲ့သူဒါမှမဟုတ်အလှူခံပုံကိုတအိုးတယောက်ကိုကိုတတ်နိုင်သလောက်ဝေကြီးအဲလှူဒန်းမှုပြုပြီးတော့ကုစုကောင်းမှုလေးယူလောက်လို့ယူခြင်းအပြင်ဒါကံနေလက်တွေပွင့်လာစေပါလိမ့်မယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်သဘောကျနေတဲ့ဆိုအဖေမှာကွန်မန့်လေးတွေရေးခဲ့ပါဦး like share လေးတွေနဲ့အားပေးခဲ့ပါဦးခင်ဗျာ